မင်းကလေးငယ်ရဲ့မဖွဲမရာဓာတ်ပုံတွေကိုရိုက်ပြီးတယ်လီဖုန်း message အုပ်စုကနေတခြား CRC ဖြန့်ဝေမှုနဲ့မူလတန်းကြောင်းစရာနှစ်ယောက်ကိုဂျပန်ရဲကဖမ်းဆီးခဲ့ပါတယ်။ဆို၃နှစ်အောက်မင်းကလေးရဲ့ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေကိုရိုက်ကူးခဲ့ကြောင်းနာဂိုယာက52နှစ်အရွယ်အစိုးရကြောင်းစရာတယောက်နဲ့ယိုကိုဟာမာက38နှစ်အရွယ်အစိုးရကြောင်းစရာတယောက်ကဝန်ခံခဲ့ကြတယ်လို့ဒေတာရင်းရဲဌာနက BBC ကိုပြောပါတယ်။ဒီပုံတွေကိုမူလတန်းနဲ့အလယ်တန်းကြောင်းစရာဆက်ရောက်ပါတဲ့အုပ်စုထဲမှာဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ အဖမ်းခံရတဲ့ဆရာတယောက်ကဒီအုပ်စုကိုဖွဲ့ထားတာဖြစ်ပါတယ်။စကတ်အောက်ကပုံလို့ခေါ်တဲ့ဒီလိုတပ်ပုံတွေရိုက်တာနဲ့လင်ကိစ္စဗီဒီယိုတွေခိုးရိုက်တာကိုဂျပန်မှာမကြခင်ကမှပိတ်ပင်ခဲ့ပါတယ်။လိမ့်မှုရာဇဝတ်မှုတွေကိုပြုပြင်ရေးစီမံချက်အနေနဲ့ပိတ်တာဖြစ်ပါတယ်။၅၅နှစ်အရွယ်မင်္ဂလိတယောက်ရဲ့တိုးပွေးပုံမှာခန္ဓာကိုယ်ကထွက်တဲ့အရေးတွေတုံ့လိမ့်မှုနဲ့ဒီအုပ်စုတဲကဆရာတယောက်ကိုဖမ်းမိပြီးနောက်မှဒီလိုအုပ်စုဖွဲ့ပြီးပုံတွေပို့တာကို3ထားမိတာဖြစ်ကြောင်းအစာဟိရှင်မန်သတင်းစာကဖော်ပြပါတယ်။ ဒီကျောင်းဆရာရဲ့ mobile phone ထဲကိုစစ်ဆေးရာကနေဒီ message ပို့တဲ့အုပ်စုကိုတွေ့ရှိပြီးအမည်မဖော်ပြတဲ့လူမှုကွန်ရက်တစ်ခုနဲ့ချိတ်ဆက်ထားတာကိုလည်းတွေ့ရှိရပါတယ်။ဒီအုပ်စုထဲမှာတင်တဲ့ပုံတွေထဲမှာ scan out ကရိုက်တဲ့ဓာတ်ပုံတွေပါသလို main clay တွေအဝတ်လန်းနေတာကိုရိုက်တဲ့ view တွေလည်းပါပါတယ်။နောက်ပြီး main clay တွေရဲ့ဥကောင်းပိုင်းပုံတွေကိုဖြန့်ခန့်ကပ်ပြီးဖန်တီးထားပုံရတဲ့ပုံတွေလည်းပါဝင်ပါတယ်။တချို့ပုံတွေကိုကြောင်ထဲမှာရိုက်ထားပုံရကြောင်ရဲကပြောပါတယ်။ဒီပုံတွေကိုဒီ CR တင်တဲ့ကြောင်တွေမှာရိုက်တာလားဆိုတာကိုတော့တေချာမသိရသေးပါဘူး။ 2019လုံးကမဒိမှုတရားခံအများပြလွတ်ကုန်တာကြောင့်လည်းနိုင်ငံအနှံ့အုပ်အော်တောင်းတင်ဖြစ်ခဲ့ပါတယ်။2023ခုနှစ်မေလမှာတော့နှစ်တရာကျော်ကြာမြင့်နေတဲ့လိမ်မှုရာစုမှုဥပဒေကိုတိမ်တုံးပြင်ဆင်ဖို့ဖြစ်လာပါတယ်။အထူးသဖြင့်ခိုင်လုံတဲ့အကြောင်းပြချက်မပေးနိုင်ပဲကလေးသူငယ်တွေကိုလိမ်ဆန်းဆန်းဗီဒီယိုရိုက်ကူးတာတွေကိုလည်းဥပဒေကတားမြစ်ထားပါတယ်။ဒီလိုပြစ်မှုတွေကိုကျူးလွန်သူတွေဟာထောင်သုံးနှစ်ထိကြာနိုင်တယ်လို့ဒေါ်လာ2000နဲ့ညီမျှတဲ့ဂျပန်ငွေရန်3000တန်းထိလဲတိုက်ရိုက်ခံရနိုင်ပါတယ်။ 2023ဂျပန်လိမ်မှုရာဇဝတ်မှုဥပဒေပြုပြင်ရဲမှာမရိမှုအတိတ်ပဲဖွင့်ဆိုချက်ကိုတိုးချက်တတ်မှတ်ခဲ့ပြီးလင်ကိစ္စခွင့်ပြုချက်ပေးနိုင်တဲ့အရွယ်ကိုလည်း73နှစ်ကနေ16နှစ်ထိတိုးမြှင့်တတ်မှတ်ခဲ့ပါတယ်